ကဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့ဟိုဟာနော်ကျွန်တော်တို့နှစ်ွက်တည်းထုတ်ပေးခဲ့တယ်ဒါပေမဲ့ ကျွန်တော်တို့အရန်အနေနဲ့ပဲအောင်တယ်ပေါ့နော်ဒီမှာဒီကတင်ခွက်ကြီးကျွန်တော်ပြီးတယ်ဒီကောင်လည်းဒုတိယတင်ခွက်အနေနဲ့ပြီးတယ်သို့တော်ညာလည်းကျွန်တော်ပြီးတာက3ကျန်နေထွက်တာ23 23ဆိုကျွန်တော်ပြောတော့ပြောထားတယ်နော်အမျိုးလိုတော်ဟိုကျွန်တော်ဥမာဒီကပြောဒီစကားပြောတာမဟုတ်နော်ရှေ့ဘူးတို့မှာပြန်ကြည့်လို့ရဟာလားကျွန်တော်တို့ key tape ဆိုရနေမှာ key tape ကိုအဓိကထားမယ်ပြီးရင် key အနေနဲ့သူ့အာကိုလည်းကျွန်တော်တို့ထည့်ထိုးပါလို့ပြောခဲ့တယ်ဒါအများသွားပြင်တော့ထည့်ထိုးကြပါရဲ့နော်အဲ့တော့ကျွန်တော်တို့32ကအရန်အနေနဲ့သွားအောင်တာပေါ့နော်ဟုတ်လား နော်ဒီမှာကီးထိတ်ကလည်းကျွန်တော်ကီးအနေနဲ့ကြည့်အောင်သွားခဲ့တယ်ကီးရိုးရိုးကတော့ကီးသူ့ရဲ့ထုံးစံနဲ့အောင်ခဲ့တယ်နော်ကျွန်တော်တို့ break ကတော့၅ break နော်ဟိုက1 3ဆိုတော့၅ break နဲ့ကျွန်တော်တို့အောင်ခဲ့တယ်ဒီတန်းလေးရောမအောင်သေးဘူးပေါ့နော်ကဲအဲ့တော့ကျွန်တော်20လေးဆက်ပြီးတော့ပြအောင်ကြည့်လိုက်ကြအောင်ပြနော်ကနီလေးတွေကတော့ကျွန်တော်တို့ဒီရင်ကီး20တွေကိုစပါမယ်ဒီကီး20တွေကတော့ကျွန်တော်ရဲ့မူဒီ20တွေတွေမူပိုင်20တွေတွေဖြစ်ပါတယ်เนาะ ဟိုပြည့်ရက်ကလေးတွေတော့ရှိတယ်ဒါပေ20မှ2ချိန်လောက်15ရက်မှ2ချိန်လောက်เนาะအဲ့လိုပြည့်တဲ့20လေးတွေပါเนาะမာမာ20လေးတွေပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒီ20ကိုကျွန်တော်ပြပေးမယ်ဒီကြားထဲမှာဒီ20ကတပင်ပြတ်ထားတာရှိတယ်เนาะပြပင်းကြီးရှိပါတယ်เนาะဒါပေမဲ့ပြက်ပြင်းပြန်မှန်တဲ့20မလို့ကျွန်တော်လက်ကင်ထားပြီးတော့အသုံးပြုနေခြင်းပဲဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်59နှစ်ကစမယ်ဗျ59 9နှစ်93နှစ် င်း9 3 28 28 02 06 02 06လေးနှစ်လေးချောက်ဆိုဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဒီရှစ်ခဲတဲ့ဒီလေးရဲ့ပေါ့နှစ်ပါတဲ့เนาะနှစ်နှစ်ရဲ့ပါဝါခွန်နှစ်ရဲ့ပါဝါခွန်ခွန်ရဲ့နှက်ခတ်က3ညနှစ်ခွန်3ညဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာရပါမယ်တဲ့เนาะအဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့ 3 5 3တယ်မအောင်မအောင်ဗျခွန်3 3နဲ့ခွန်3မှာတော့ကျွန်တော်တို့ခွန်တလုံးထိပ်ပြီးတော့အောင်ခဲ့ပါတယ်မျိုးတို့ခွန်တလုံးတလုံးထိပ်ပြီးအောင်ခဲ့ပါတယ်ခင်နောက်တစ်ပြောင်းတွက်ပါမယ်6893 6893 6893 8196 9959 9959 ခွန်ကိုဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်9နဲ့6နဲ့ပေါင်း3ပါတဲ့3ရဲ့ပါဝါ8 8ရဲ့နှက်ခက်က1 3 8ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့9 3 9 3နဲ့9 3မှာကျွန်တော်တို့3တလုံးထိပြီးအောင်ခဲ့ပါတယ်1 3နဲ့1 3မှာတော့တကော3ရောထိပြီးတော့အခွေအနေနဲ့အောင်ခဲ့ပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်ဗျာ ကဲနောက်တစ်ပြန်တွက်ပါမယ်5936 5936တဲ့5686 5686တဲ့5688 5688ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ခတ်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်8နဲ့6နဲ့ပေါင်း4ပါတဲ့4ရဲ့နဲ့ပါဝါက6ကိုယ့်ရဲ့နှက်ခတ်က6 4 6 6ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့1 4တဲ့1 4မှာ4တုံးထိပြီးအောင်ခဲ့ပါတယ် ခွန်ခွန်နဲ့ခွန်ခွန်မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပြောင်းတွက်ပါမယ်ရှေ့တိချနေရှေ့တိချတိချခွန်တိတိချခွန်တိတိချ996 996ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်9နဲ့6နဲ့ပေါင်းတော့1 တရပါဝါ6 6ရဲ့နှက်ကကို169ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွဲရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့ခါကျတော့ရှစ်ရှစ်တဲ့မအောင်ပါဘူးကိုကိုတဲ့ကိုကိုမှာတော့ကိုတလုံးထိပ်ပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်မျိုးတို့ကဲအဲ့ဒီလိုကျွန်တော်တို့ဇက်တက်ဇက်တက်ကလေးတွေအောင်လာခဲ့တဲ့ညီဟာနောက်တစ်ပြင်မှာတော့ကျွန်တော်တို့ပြတ်ပါတယ်နော်6 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 ဆိုပြီးကျွန်တော်တို့ဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်9နဲ့2နဲ့ပေါင်းခွန်းခွန်းရဲ့ပါဝါ2 2ရဲ့နှက်ခက်က4ခွန်း2 4လို့ကီးသုံးလုံးရပါမယ်အဲ့ဒီခွန်း2 4ဆိုတော့ကီးဟာဒီဒီပင်မှာကျွန်တော်တို့မထွက်ဖက်နဲ့ပြက်ခဲ့ပါတယ်ဗျဘာတွေထွက်သွားသလဲဆိုတော့၃၃နဲ့မအောင်ပါဘူး၁၁တဲ့မအောင်မင်းနဲ့အဲ့ဒီလိုပြက်ခဲ့ပါတယ်เนาะအဲ့ဒီလို ပြက်ခဲလာတဲ့ဂီယာနောက်ပြင်မှာပြန်ပြီးဆက်မှန်လာတာကိုတွေ့ရတဲ့အတွက်ကျွန်တော်ဆက်ဆက်ပြီးအသုံးပြလာတာလည်းအမျိုးလိုသိပါရနော်အဲအဲ့တော့ကျွန်တော်တို့ဆက်ပြီးတွက်ပြပါမယ်တရှိ၄၆၄၆၃၉၆၆၃၉၆၆၃၉၅၅၉၃၉၅၅၉၃၉၅၅၉ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ပါတယ်အဲ့မှာကျွန်တော်တို့9နဲ့6နဲ့ပေါင်းတော့1ပါတယ်1ရဲ့ပါဝါ6 6ရဲ့နှစ်ခတ်က9 169ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့ဟောတကယ်ရောပြန်ထွက်လာကြည့်မယ်26တဲ့ဟော26မှာ6တလုံးထိပြီးအောင်ခဲ့ပါတယ်35တဲ့35မှာတော့မအောင်ပါဘူးဗျနော်ကဲတပင်တော့မှန်သွားပြီနော်နောက်တပင်အောင်သေးလားဆက်ကြည့်မယ်ခွန်ခွန်လေးခွန်နဲ့ကိုငါ၃နှစ်ကိုငါ၃နှစ်၃ညာ၃၆တိ၃ညာ၃ 6တဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်6နဲ့2နဲ့ပေါင်း8 8ရဲ့ပါဝါ3 3နဲ့ခက်က5 8 35ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတော့ခွန်8တဲ့ဟောခွန်8မှာ8တလုံးထိပြီးပြန်အောင်ပါတယ်4တဲ့4တမှာတော့ကျွန်တော်တို့မအောင်ပါဘူးအဲ့ဒီလိုပြက်ပြီးရဲ့နောက်ပိုင်းမှာဒီလိုနှစ်ပွဲစက်တိုက်ပြန်အောင်လာတော့ကိုတွေ့ရမှာဖြစ်ပါတယ်နောက်တစ်ထပ်ပြီးတွက်ပါအောင်မယ်အောင်သေးလားကြည့်ရအောင်4 2 6 8 6 8 နေ634 634 2383ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒီမှာကျွန်တော်တို့တွေ့မယ်ဆိုရင်ခွန်လေးနဲ့ပေါင်း1ပါတဲ့တရပါဝါ66ရဲ့နှက်ခါက169ဆိုတဲ့ကီးသုံးလုံးဒီပြန်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့61တဟော6ကော1ကော ठी ပြီးအဖွေအနေနဲ့ထွက်သွားပါတယ်62 62တဲ့62မှာလဲ6တလုံးထပ် ठी ပြီးညာအောင်မနဲ့ကောအောင်ခဲ့ပါတယ်ဗျာ62 ဲနောက်တစ်ပြုံး20ပါတော့20.3 23.3 20.3အော်20ခွန်3အင်းဟုတ်ပြီ20ခွန်3ရပါတယ်ကောင်20နည်းမှာလွတ်ပါနော်ဒါပေမဲ့လည်းဟုတ်တယ်အဲ့ဒါပြင်မှနင်မဆိုအဲ့ဒီတခုလာပြီးထောက်ပြအောင်မယ်နော်20ခွန်3နဲ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့လာမဲ့အင်္ဂါနေ့အတွက်ကျွန်တော်တို့ကီးလေးထုတ်လိုက်ရအောင်6 2 1 1ခွန်1ခွန်6 8 3 6 8 3 နှစ်3 63 63 63 63ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ခတ်ထားပါတယ်အဲ့ဒါကိုတက်မယ်ဆိုရင်6နဲ့3နဲ့3နဲ့6နဲ့ပေါင်းတော့9 9ရဲ့ပါဝါ4 4ရဲ့နှစ်ခက်က2 9 4 2ဆိုတော့ကီးသုံးလုံးရပါတယ်တဲ့အဲ့ဒါဒီနေရာမှာเนาะကျွန်တော်တို့ပြောကြရလေးရှိတယ်ဟိုတနေ့ကလူတွေကတစ်ခါသေးရကျွန်တော်ကကြမ်းမိုင်မကောင်းတဲ့ခါကျတော့ကျွန်တော်အာယုံကြောထိထားတယ်အုံနောက် မိဘရောင်ထားတဲ့ကျွန်တော်တောင်းတော့မှညံ့နေဟောင်ဖြစ်ဘူးအဲ့မှာကျွန်တော်တို့လာမေးတယ်နော်ဒီမှာ ship break ship break တဲ့ဆရာညနေပိုင်း ship break ship break စင် break to break စင်းတဲ့အတွက်နှစ်ခွန်တလုံးကကြာအောင်မလာတဲ့နော် comment မှာကျွန်တော်ရွှေချောင်းသားမှာလားရွှေတကီးမှာလားမသိမေးထားတယ်အဲကျွန်တော်လည်းပြန်ဖြေတယ်ဟုတ်ကဲ့ကြာနိုင်မှာကြာအောင်မှာပါလို့ကျွန်တော်ပြောတဲ့အခါကျတော့တို့ကကျွန်တော်တို့ရှင်းနေတဲ့နှစ်သုံးကိုထိုးထိုးအပ်ပို့တောင်းသွားတယ်ပေါ့နော်အဲ့မှာကျွန်တော်နှစ်သုံးဆိုအဘိုးတို့ပို့ပြီးတင်ထိုးလိုက်ကြတာအောင်သွားကြတယ်ပေါ့နော်ကျွန်တော်တခါလေးကျကျွန်တော်အဲ့လိုပြောစရာလေးမေ့နေကိုပါကိုမှတ်ကြပါနော်ကျွန်တော်အားလုံးကျွန်တော်ချပြထားတာဟိုတကယ်ကျွန်တော် ကြိုက်နေတဲ့ရင်ပြောနော်မကြိုက်နေတဲ့ရင်တော့မမှန်နဲ့ပေါ့ကြိုက်နေတဲ့တဲ့လူတွေကစာရုပ်ကလေးနဲ့ရေးပြီးမှတ်ထားပါနော်ကျွန်တော်အကုန်လုံးအပြည့်ဆုံးကျွန်တော်မပြောနိုင်နော်ဘာဖြစ်လို့လဲကျွန်တော်လည်းမိတာကြီးများလို့ပါနော်အဲနောက်နောက်တစ်ခုကကျွန်တော်တို့တနင်္လာမှာနေအင်္ဂါမှာတစ်ချောက်တပြားနော်တနင်္လာမှာဆင်းရင်ဆင်းမဆင်းရင်အင်္ဂါမှာကျင်းပြီးဆင်းရမယ်ဒါပေမဲ့တနင်္လာမှာများသွားပြီးဆင်းခဲ့တာမျိုးတို့သိတယ်အဲ့တော့ဒီကနေ့လာမေးတယ်ညနေပိုင်းတရားဆရာကလည်းမနေ့ကတိချောက်မထွက်ဘူးလေညနေတိချောက်အားကောင်းလားတဲ့ကောင်းပါတယ်ဗျာလို့ကျွန်တော်ပြောလိုက်တဲ့အခါမှာ တကယ်လည်းတချောက်ဆင်းသွားခဲ့တယ်63အဲ့လိုမျိုးတွေကကျွန်တော်ကအများအားထဲ့မပြောနိုင်ဘူးပေါ့နော်အဲ့တော့အမျိုးတို့အနေနဲ့မှတ်ပြီးတော့ကိုပါကိုဟွာလေးတွေပေါ့နော်ဟိုဟွာလုံးမယ်ဆိုရင်ပို့ပြီးအောင်မြင်နိုင်ပါပဲဗျာနော်နောက်တစ်ခုကကျွန်တော်တို့ဟွာဒီတပတ်ဆိုရင်ဘိုင်ပါဘိုင်ပါကလူတွေဆိုရင်တော်တော်များများအောင်ကြတယ်ကျွန်တော်အင်္ဂါမကျော်ပတ်တီကို6နှစ်ပေးခဲ့တယ်6နှစ်မှမနေ့ကောညာကိုဆွဲသွားခဲ့တယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ဟိုတပတ်စာမွေးပရိတ်ကကျွန်တော်တို့ခွန်ငါဆိုပြီးကျွန်တော်ပြီးခဲ့တယ်အဲ့မှာငါပရိတ်အောင်သွားခဲ့တယ်နော် အဲအဲ့လိုနဲ့တို့ဘိုင်ဘာသမားတွေတော်တော်များများအောင်ကြပါတယ်ဇာတို့ပတ်တိဆိုလဲကျွန်တော်6 6ပြီးခဲ့တယ်အဲ့ထဲမှာ63လို့ပါလို့ပါတယ်နော်အောင်ခဲ့ကြပါတယ်ဗျခဲအဲ့တော့ကျွန်တော်တို့ကီးထိတ်ဒီကနေ့ကီးထိတ်ကလေးကိုကျွန်တော်တို့ပြောမယ်နော်ကီးထိတ်ကဒီကနေ့ကတော့ကီးနေနဲ့ပဲအောင်သွားခဲ့တယ်နော်ထိတ်နေနဲ့မအောင်သွားဘူးဗျနော်အဲ့တော့ကီးထိတ်ကဒီကနေ့ကီးထိတ်ကဘာရလဲဆိုတော့835ပါတဲ့835ခုနကီးရိုးရိုးကကီးရိုးရိုးက၄6 4နှစ်6 4 နှစ်ပါတယ်เนาะအဲ့မှာကျွန်တော်တို့နည်းနည်းလေးဟိုဟာတိန်းဟိုဟာလေးဖြစ်နေတာရှိတယ်ဗျာအဲ့ဒါဘာလဲဆိုဘရိတ်ဘရိတ်ကကျွန်တော်တို့မနေ့ကအတွက်ဘရိတ်ကဘာလဲဆိုတော့6 6ရတယ်ဗျာ6 6 3တစ်ပေါ့เนาะ3တစ်ဆိုရတယ်အဲ့မှာ6 6က main break ဒါပေမဲ့ဒီမှာပြန်ကတ်မယ်ဆိုရင်ကျွန်တော်6 6နဲ့ပတ်သက်တာလဲလုံးဝမရှိဘူး3တစ်နဲ့ပတ်သက်တာလဲလုံးဝမရှိဘူးအဲ့တော့ဒီ3ပွင့်ဆိုင်ကြီးတွဲပြီးမထွက်နိုင်ဘူးဆိုတော့တေချာပါတယ်เนาะကျွန်တော်တို့အဲ့တော့ဘယ်လိုထွက်မလဲ key ထိတ်နဲ့ပဲ break နဲ့တွဲမလား ကီးနဲ့ပဲ brain နဲ့တွဲမလားဆိုတော့ကျွန်တော်မသိဘူးเนาะအဲ့တော့အမျိုးတော်အနေနဲ့ကြိုက်စိတ်ကြိုက်တွဲပေါ့เนาะကျွန်တော်အနေနဲ့ဒီကနေ့တော့ကီးထိတ်ကလေးနဲ့ brain နဲ့ပဲတွဲလိုက်မယ်ဗျာเนาะအဲ့တော့83 88เนาะ85 83 83နာရက35 33 30 30 သုံးရှိအောက်မှာဆက်ရေးမယ်နော်နှစ်ခွက်ဟုတ်ကဲ့ကြတော့နောက်တစ်ခါ9 53 9 8 9 8ဆိုပြီးဒီလိုမျိုးကျွန်တော်တို့56 58 56ဆိုပြီးကျွန်တော်တို့အဲ့လိုရပါတယ်အဲ့မှာကျွန်တော်တို့ဒါတော့ပရိတ်နဲ့တွဲလိုက်တဲ့အတွက်တင်ကနန်းထုတ်ဖို့ကြာတော့ကျွန်တော်ဘာနဲ့ထွက်သွားထုတ်မလဲဆိုတော့ကျွန်တော်၄ကိုပရိတ်ရှိရဲ့၄ကိုပရိတ် နော်ညံရွယ်ကိုပရိတ်ပေါ့နော်ကိုပရိတ်စင်းသွားကလေးကိုပရိတ်ပေါ့လေးကိုပရိတ်စင်းပြီးသွားရေးနဲ့2 4 6 2 4 6ဆိုတဲ့ပရိတ်ဟာတဲ့2ရက်3ရက်အတွင်းမှာစင်းရပါမယ်တဲ့အဲ့တော့ကျွန်တော်တို့များသွားမယ်1ရက်ထဲနဲ့လည်းစင်းနိုင်တယ်များတဲ့အတွက်ကျွန်တော်2 4 6ပရိတ်နဲ့ပဲကျွန်တော်တို့ဒီကနန်းကိုထုတ်ယူပါပဲဖြစ်ပါတယ်အဲ့တော့2 4 6ပရိတ်နဲ့ထုတ်မယ်ဆိုရင်6ပရိတ်ဒီရှစ်ရှစ်ရှိရှိ3ပဲမှာ3 3 5 1 6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  เนาะအဲ့တော့ကျွန်တော်တို့ဒီကနေ့ရတာကကျွန်တော်အရင်ねဒီမှာကြိုက်တာတော့ရှစ်ရှစ်ကဲ33ရဲ့51ကဲဖြစ်ပါတယ်တဲ့เนาะကြံတာလေးတော့မျိုးတို့အရင်ねအကြိုက်ကိုကြိုက်ကိုလေးတွေကိုကိုပါကိုထုတ်ကြည့်ပါเนาะအဲ့မှာကျွန်တော်တို့ကတော့အများသောအပြင်ဟိုဖြစ်နိုင်ကြည်လေးတွေကကျွန်တော်ကစဉ်းစားပြီးထုတ်တာပါเนาะကျွန်တော်အရင်ねတော့ဒီ ဒီကနန်းဒီကနန်းလေးတွေကြိုက်တယ်အမျိုးတို့အနေနဲ့တော့ဒီကနန်းဒီကနန်းကိုကြိုက်ရင်လည်းထိုးမကြိုက်ချင်လည်းမထိုးနဲ့ပေါ့နော်ကျွန်တော်ကတော့ဒါလေးတွေတွေ့ပါတယ်ကြက်ဒါကတော့ကျွန်တော်အကြံပြုဆွေးနွေးတင်ပြခြင်းပဲဖြစ်တဲ့အတွက်အမျိုးတို့အနေနဲ့အကြိုက်တူခဲ့ဆိုရင်တူတဲ့လူတွေယူပါအကြိုက်မတူတဲ့လူတွေမယူပါနဲ့နော်ကျွန်တော်ကတော့ဟိုဆရာကြီးလည်းမဟုတ်ဘူးကောနော်ဒါမှမဟုတ်လို့ကျွန်တော်ကကကြီးရဲ့ထိတ်ကြီးထိတ်နဲ့ကျွန်တော်တို့ brain နဲ့တွဲထားတဲ့အမျိုးတို့ကတခါကီယိုယိုနဲ့ brain နဲ့တွဲခြင်းနဲ့တွဲပေါ့နော်ကီယိုနဲ့ brain နဲ့တွဲမယ်ဆိုရင်ဥပမာ ဟိုရှစ်ပရိတ်ကိုရှစ်ပရိတ်ပြောင်းရှစ်ရှစ်အဲကိုကိုပေါ့နော်အဲကိုခြားပရိတ်ပြောင်းကိုခွန်ပေါ့နော်ကိုသုံးပရိတ်ပြောင်းကိုလေးပေါ့ဟုတ်လားအဲကိုတစ်ပရိတ်ပြောင်းကိုနှစ်ပေါ့အဲ့လိုမျိုးလေးတွဲလို့ရပါတယ်နော်ဒီပင်အားလေးလည်းလေးလည်းအဲ့လိုပဲပေါ့နော်တွဲသွားကြပါနော်ကျွန်တော်ကတော့ညံသွားရှိသလောက်ဒီလောက်ပဲကျွန်တော်ထုတ်ပါတယ်နော် ကျွန်တော်တို့နှလုံးဆိုလိုက်တဲ့ကန်တရားကြီးအများကြီးပါပါတယ်ပြနီးတွေဘလောက်ကောင်းကောင်းကန်တရားမှအရင်ကျွန်တော်တို့လွဲချောင်မှုဆိုတာရှိပါရဲ့ကြာနော်အဲ့တော့ကျွန်တော်ဒီကနေ့ကတော့ဒီလောက်ပဲဖြစ်ပါတယ်နော်အဖွင့်နေမှာရသလိုနော်အင်္ဂါနေ့မှာလည်းရကြအောင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးရင်ဒီကနေ့ဒီဗီဒီယိုဖိုင်လေးကိုဒီမှာနေမဲ့ကျွန်တော်အဆုံးတတ်လိုက်ပါတယ်ဗျာ